ကြဒနာတရား၅ပါးဆိုတာပြည့်စုံမှု၅မျိုးညာတိပြဒနာလူတိုင်းလူတိုင်းဟာဘဝရလာတဲ့အခါမှာဆွေနဲ့မျိုးနဲ့မိဘနဲ့ညီကိုမောင်နှမနဲ့ဆွေမျိုးအတိုင်းဝိုင်းစွာရှိတာအဲ့ဒီဆွေမျိုးအတိုင်းဝိုင်းတွေကပြည့်စုံဆုံးရှုံးသွားပြီးတည်ဆုံးသွားပြီးဆိုရင်လူတွေဟာ မချိလောက်အောင်ရင်းထဲမှာပူလောက်ညာဘယ်သူမှမထိန်နိုင်လောက်အောင်ပူလောက်ညာညာတိဖြာသနာဆွေမျိုးတွေပြည့်စည်နေတယ်ရှူကြုံမရမှုကြွေးကြအပြန်နေဘောခပြာသနာပြင်းပြင်းပမကိုရှာထားတဲ့ပစ္စည်းတွေဆုံးရှုံးသွားတယ်ဆိုလို့ရှိရင်လည်းရှိုက်ကြည့်တဲ့ငယ်မှုကြွေးကြအပြန် ယောဂဝေဒနာဖြစ်ပြီးဘာယောဂတဲ့ကုပ္ပယနဲ့အာယောဂမျိုးအမတန်မှကုဝခဲနဲ့ယောဂမျိုးဖြစ်ပြီးဆိုပြန်လေယောဂါကြောင့်စစ်ချင်းမှုတွေကြောင့်ပြန်ဒိဋ္ဌိပြဒနာတိလပြဒနာနောက်နှစ်ခုပါကိုချင်းတရားပြပြသွားပြီးဆိုလို့ရှိရင်ချင်းတို့ကလည်းကြုံနိုင်တယ်သို့တော့ လောကလူတွေရဲ့ဆိုင်ကြီးတငင်သောတာဖြစ်ကြတာတော့ဆွေမျိုးတွေပျက်စီးခြင်းကြောင့်စီစဉ်ဥစ္စာတွေပျက်စီးခြင်းကြောင့်ယောဂဖြစ်ခြင်းကြောင့်သောတာဖြစ်ကြတာများတယ်ကိုချင်းတိကလာပျက်စီးလို့မင်္ဂလာအတွေ့အမြင်တွေပျက်စီးသွားလို့ဆိုင်ကြီးတငင်ငိုကြွေးတယ်ဆိုတဲ့အရှိသို့တော့ကျောင်းဆရာကောင်းတာကကိုချင်းတိလာပျက်စီးမှုကပူကြောင်းဆရာကောင်းတယ် ဝါဒတွေတိမ်းဆောင်ပြီးတော့အယူဝါဒပြပြသွားတာပူချောက်ဆက်ကောင်းတယ်။ကျန်တဲ့ပြဒနာတွေကဒီဘဝအတွက်သာလင်းဆိုးရှုံးနေလို့ဆိုနိုင်တယ်။တိလပြဒနာနဲ့ဒိဋ္ဌိပြဒနာကတော့ဒီဘဝတွေမကဘူး။တသရမှာပါဆိုးရှုံးနိုင်တယ်လို့ဆိုအောင်ဖြစ်တယ်။ဒါကြောင့်လူတွေရဲ့အစိုးရင်ကြီးဖြစ်တာကတော့ ญาติปยัตนะဆိုရင်ဆွေမျိုးတို့ရဲ့ပျက်စီးမှုဘောဂပြัตနာဆိုရင်စိတ်ရဲ့ဥစ္စာပျက်စီးမှုရောဂပြัตနာဆိုရင်ယောဂဖြစ်ပြီးပျက်စီးမှုအဲ့ဒီလောက်ပဲလူတွေဟာတောကဖြစ်ကြတယ်သို့တော့အဲ့ဒါတောကဖြစ်လောက်တဲ့အတိုင်းအတာနဲ့ဟာတောကဖြစ်လောက်တဲ့အတိုင်းအတာမဟုတ်ဘူးတကယ်သူဆိုရင်ပဲကောင်းတာတော့ကိုကျင်းသီလပြတ်သွားတာဆိုရင်ပဲကောင်းတယ် အယူဝါဒမှောက်မှားသွားတာဆွေးမွေးကောင်းနေတို့ဒီလိုပဲမတားကြဖြစ်နော်အဲ့လိုမြတ်စွာဘုရားဟောထားတဲ့တရားတော်တွေမှာ